ခုတင်ဆက်ပေးမယ့်အာဇာတင်ကတော့တားမြစ်ဆေးစစ်ဆေးမှုကြောင့် OBE စုပေးပွဲကိုအန်ဒီမာရီနောက်ကျပြီးမှရောက်ရှိခဲ့ဆိုတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကမ္ဘာအဆင့်3ပြည်တင်တက်နစ်ကစားသမားအန်ဒီမာရီဟာ OBE ပွဲလက်ခံရယူရမှာတားမြစ်ဆေးစစ်ဆေးမှုပြုလုပ်နေတာကြောင့်စုပေးပွဲခန်းနာကိုနောက်ကျပြီးမှရောက်ရှိလာခဲ့ကြောင်းသိရှိရပါတယ်။ အနီမာရီဟာပြီးခဲ့တဲ့ဇွန်လအတွင်းကကျင်းပခဲ့တဲ့ Wimbledon Championship Grand Slam တက်နစ်ပြိုင်ပွဲမှာအနိုင်ရဖို့ဆွဲခဲ့ပြီးအဲဒီပြိုင်ပွဲမှာ89နှစ်အတွင်းပထမဆုံးပိုဆွဲနိုင်တဲ့ Britain Tennis သမားဖြစ်မှတ်တမ်းဝင်ခဲ့တာကြောင့် OB ဘွဲ့ကြီးမြင့်ခံရတာပဲဖြစ်ပါတယ်။အဲဒီစုပေးပွဲခဏကိုပါကစ္စတန်နိုင်ငံမှာပြုလုပ်ခဲ့တာဖြစ်ပြီးအနီမာရီရဲ့မိဘနှစ်ဦးနဲ့၎င်းရဲ့ချစ်သူကမ်စီယာတို့လည်းတက်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။အနီမာရီဟာအဲဒီစုပေးပွဲမတိုင်မီတားမြစ်စေးစစ်မှုပြုလုပ်ခဲ့တာကြောင့်သတ်မှတ်ချိန်ထက်7မိနစ်ခန့်နောက်ကျပြီးမှရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ မာရီဟာလက်ရှိချိန်မှာနောက်ကျောခွဲစိတ်ကုသမှုခံယူထားရပြီးရာသီပိတ် ATP World Tour Final ပြိုင်ပွဲမှာပါဝင်လာမှာမဟုတ်ကြောင်းလည်းသိရှိရပါပါတယ်ခင်ဗျာ